ကျမဝောင်းမှာတယောက်သားရှိတဲ့ဒေါက်တာသက်ခိုင်ကိုလေးစားကြည့်ညိုလို့မဲပေးသွားမိတဲ့တတုံအားလုံးမေမိကနာပါရှင်ဆယ်လီတန်ယူပေးကနေကျူဆိုလိုက်ပါရင်မကြခင်မှာပြုလုပ်တော်မင်းယူကန်ပွဲတွေပါတီစည်းတွေကတော့စိတ်နဲ့စူးစမ်းနေကြပြီးမနုပညာရှင်တွေအားပေးမှုတွေကိုပါရှောက်လာပါရင်ဒေါက်တာသက်ခိုင်ရဲ့ပြီးသုံးလုံးပါတီကိုသဘောကျပြီးမဲပေးသွားမိသူကတော့အလှမေဟောင်းတတတုံဖြစ်ပါရင်တတတုံကဒီအပိုင်းအတွင်းမှာတော့လွတ်တော်အမဖြစ်ဝင်ပြိုင်မယ်ဆိုတဲ့တည်င်းတွေထွက်ပေါ်လာခဲ့ပါသေးတယ်ပါတီရဲ့ရုံခွဲသေးပွင့်ပွဲမှာအပြန်ရောင်းဝတ်ဆောင်လေးကိုဝတ်ပြီးတော့ ရက်ကန်နေတဲ့တက်တွန်တရားလွတ်တော်မယ်လို့တော့မလားလို့ထင်ခဲ့ကြတာပါလူပြောများလာတဲ့နောက်မှာတော့တက်တွန်ကရွေးကဝေကဝင်ပြိုင်မှာမဟုတ်တဲ့ကြောင်းရှင်းပြထားပြီးသူမေးပေးမိသူကတော့ဒေါ်လာသက်ခိုင်မဲဖြစ်တယ်လို့ဆိုပါရင်နိုင်ငံသားဒီလာမယ်တွေကိုတောင်းရောက်ရှင်းပြခဲ့ပြီးတဲ့တက်တက်တွန်ကနိုင်ငံရေးတီကလည်းကျေဝါသူဖြစ်တဲ့ပြင်သူလီစာအားကြတဲ့သူကလည်းမရှိသလောက်ရှားပါရင်ဒီတဲမှာတော့သူကြကြလီစာအားကြမိသူကဒေါက်တာသက်ခိုင်မဲဖြစ်ပါရင်သူပါတီကိုပဲမေးပေးသွားမိကြောင်းသူ့ရဲ့ကောင်းမှာထင်ထင်ရှားရှားပြောလိုက်ပါရင် တက်တုံရင်ပြတ်သားတယ်ချက်တီမှုကိုတော့အားလုံးကအံ့ဩနေကြပါရီကြာပြီမဲတက်တုံကတော့ကိုယ့်ကိုယုံကြည်မှုအားနိုင်နေလို့စာသားကို ပြတ်သွားခဲ့ပါရီစာသားကိုပြတ်သွားပြီမဲရှင်နေကလေးစားမှုကိုတော့ဖျောက်ပြတ်တော့မရနိုင်တာကြောင့်တက်တုံကမေးခွဲဝင်ဝဲမှာခန်းနာမှုလုပ်ပေးခဲ့ပါရီအတက်တုံကလွတ်တော်အမဲဖြင့်မရှင်းပြိုင်ပြီမဲမင်းကွာပိုင်ရှင်နေလင်းရှင်ကတော့ဝင်ပြိုင်မှာဖြစ်ပါရီဒေါက်တာသက်ခင်ကတသိန်းလုံးကံမဲပြီးသုံးလုံးဆိုတဲ့စကားအတိုင်းနိုင်ငံကြီးနယ်ပယ်မှာဂုံတိခါကြီးမားနေတာကိုတက်တုံခါကြိတ်ပြီးတော့အားကြနေကြတာပါ ဒါတာသက်ခိုင်ရင်တိကျပြတာတွေပြောတွေကိုလည်းအတွေ့ယူနေကြရပြီးသတင်းဆောင်ရှင်းလင်းပွဲတွေမှာခက်ခဲညာညာပြောဆိုမှုတွေကိုကြီးညိုနေကြပါတယ်ဒီလိုမျိုးသမီးတယောက်ကနိုင်ငံကိုဦးဆောင်နိုင်မယ်လို့လဲတတထုံကကြွေးမဲ့ယုံကြည်ထားပါတယ်ပညာရေးမှာလည်းပွဲတွေရထားသလိုစီးပွားရေးမှာလည်းအောင်မြင်နေတဲ့ကျောက်တာသက်သက်ခိုင်ကပါတီကြီးရဲ့ဥက္ကဋ္ဌလေးဖြစ်တဲ့ပြင်ဝင်ကြီးလေးဖြစ်ခဲ့ပါသေးတယ်ဒီလိုရည်ချင်းတွေရှိတာကြောင့်လည်းတတထုံကအားကြလေးစားနေပြီးတော့မေးပေးသွားမှာပါတတထုံလည်းဒေါက်တာသက်ခိုင်လိုအန်တီဝင်ကြီးတရားပြစ်ချင်ခဲ့တဲ့ရှိမှန်းချက်လေးရှိခဲ့ပူပါတယ် သွားလျာမှာလူအများရဲ့လက်အောက်ကြီးကြီးစိုးမှုတွေအားကိုယုံကြည်ရမှုတွေနဲ့ဒူနိုင်ငံအကျိုးကိုသိဖို့ကျင်ပြီးသူရဲ့ငွေဝယ်နှုတ်ပြတဲ့ချင်းတွေကိုနိုင်ငံအတွက်ပဲပေးကျင်နေရပါတယ်။တရက်တွန်လေးခေတူတရားမဟုတ်ပင်၂019ခုနှစ်မှာစီပင်ရွှေကောက်ဝေကိုဝင်ပြိုင်ခဲ့ပူပါရင်တရက်တွန်ကိုသူမိဘတွေကတမရာကြီးဖြစ်စေခြင်းပေမယ့်သူကတော့စီပင်ရွှေကောက်ဝေကိုဝင်ပြိုင်လိုက်ပါရင်ရုပ်ရည်လည်လာတယ်လို့မဲဆွေတာလည်းကောင်းပေမယ့်ခွက်ခွက်လက်အောင်မဲရှုံးခဲ့ပါရင်အဲဒါကြောင့်မင်းစိတ်နာသွားခဲ့တဲ့တရက်တွန်ကဆက်လန်းတွဲလောကကိုဝင်ရောက်လာခဲ့ပြီး ရှေးဆိုင်ဖွင့်ပွဲတွေမှာစိတ်ညစ်ပြေအောင်တက်ကနေကြတာပါ။ရွှေကောက်ပွဲချင်းပြန်လာချိန်မှာတော့တက်တွန်လဲသူတက်နိုင်တဲ့ဘက်ကနေကူညီပေးပြီးတော့မေးပြီးမဲ့ပါတီကိုပြောလိုက်ပါတယ်။တက်တွန်ကခုတော့ရွှေကောက်ပွဲကိုမပြိုင်သေးဘဲဇလန်တွဲတွေရိုက်စရာကြံနေပါသေးတယ်။ဒေါက်တာတက်ခိုင်ရင်ဂျိုးပန်ဆောင်ရွက်မှုတွေကိုလေးစားလို့မေးပြီးတော့မဲ့တက်တွန်ပေါ်မှာဘယ်လိုမျိုးမြင်လဲဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။ကြည့်ကြပါပြီးကြတဲ့အတွင်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစေဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့ရောလောင်းတဲ့ပဲနှုတ်ဆက်ခဲ့ကြပါတယ်။ အပိနာစင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလဲကိုစိန်နှလုံးရှင်လဲချက်မိပါစေကြောင်းကျမတို့ရဲ့ပေလီကနေပြီးတော့စူတာမီတာစကားလေးလက်ဆောင်ပိုင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေ။